အားလုံးပဲမင်္ဂလာပါခင်ဗျာ90 get soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားဖို့ဂျန်နဲ့ City A ဖွဲ့ကောင်းနှစ်ပွဲကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုနေရာကျကျကစားကြတဲ့ညကိုကိုကြီးကျော်ခွန်ရှိကိုနဲ့တွားရောက်ဆက်တယ်ပါအပေါင်းကုံကကိုခွန်ခွန်3 9နဲ့6တက်တက်ဖြစ်ပါတယ်မိကုန်းလေးတွေမေးပါကိုနဲ့စိတ်ကြိုက်ဖြစ်ပြီးဆိုမှငွေသွင်းငွေထုတ်တဲ့အဆင့်ကိုတွားပါဗျာအဲ့ရိုက်ကြည့်ပြီးကစားတဲ့ညဖြစ်တဲ့အတွက်စီကံချက်သတ်မှတ်ချက်ကလေးတွေတော့ရှိပါလိမ့်မယ် ကျွန်တော်ကြညာပေးတာကငွေရေးကြေးရေးစိတ်ချယုံကြည်ရတယ်ဆိုတော့အချက်ကိုကြည့်ပြီးတော့ပဲကြညာပေးတာဖြစ်ပါတယ်။ကျွန်တဲ့စီကနေပါညာတော့ကျွန်တော်လည်းမသိပါဘူးဗျာ။သူတို့ကလည်းဒိုင်ဆိုတော့သူတို့ဘက်ကိုကာထားတာတွေနေပါတော့ရှိမှာပေါ့ဗျာ။ကြိုက်ပြီဆိုကြတော့ပေါ့မကြိုက်ဘူးဆိုတော့လည်းသွားပေါ့ဗျာ။မနေ့ကကျွန်တော်တို့ရဲ့ရောင်းပွဲအစဉ်ပြေခဲ့ပါတယ်ဗျာ။ဒီညမှာလည်းပွဲကြနှစ်ပွဲတည်းရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ရောင်းပွဲထပ်မယ်ကျွန်တော်တို့ကြိုက်တဲ့ပွဲရှိတယ်။စိတ်ဝင်စားတဲ့သူတွေအောက်မှာပါကြတယ်ရှိတယ်။သွားရောက်မေးမြန်းနိုင်ပါတယ်။ ကဂလီယာရီနဲ့ဆဆူလိုလိုကသားကြောင့်မဲ့ပွဲကမြန်မာစံတော်ချိန်12နာရီမှာဖြစ်ပါတယ်။အဆင့်14နဲ့အဆင့်73တိုက်ရိုက်တွေ့တဲ့ပွဲ။ဒီရသည် CDA စုစုပေါင်းတန်း20ထဲမှာဒီနေ့အထိ10ပွဲကစားပြီးတဲ့ချိန်မှာကဂလီယာရီအသင်းကဒုတိယမြောက်ဘော်ဒီဂျေးအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။စုပေါင်း10ပွဲကစားပြီးမှာ2ပွဲကြေးကြတယ်6ပွဲအထိသူကြေးအောင်ထားပါတယ်။အဲ့ဒီကြေးအောင်ထားတဲ့6ပွဲမှာဂိန်းကနန်းအဖြစ်တွက်မယ်ဆိုရင်ပေါင်း490ထွက်ထားတဲ့အသင်းဖြစ်ပါတယ်။ အင်ကွင်းအဝေးကွင်းနဲ့တွေ့ရင်တော့အဝေးကွင်း၄ဘက်ကစား၄ဘက်လုံးကြည့်အောင်ပေမဲ့အင်ကွင်းမှာကစားထားတဲ့၄ဘက်မှာတော့၂ဘွဲကြည့်အောင်ပြီးတော့၂ဘွဲသူကြည့်ကြတယ်အင်ကွင်း၂ဘွဲကြည့်ကြထားတာကနောက်ဆုံး၂ဘွဲဆက်ကိုကြည့်ကြထားတာဖြစ်ပါတယ်အင်ကွင်းဘွဲလင်တက်မှာဖီယိုရင်တီနာနဲ့သူကစားရတယ်အောက်ကြီးအနေနဲ့သူကစားရတယ်ဖီယိုကအဲ့ဒီဘွဲမှာသေနှုတ်30ပေးတယ်ဂိုးပေါင်းကြီးကနှစ်အနှုတ်30ပေးတယ်ဂိုးပေါင်းကြီးနှစ်နှုတ်30မှာနှသိမ်းမောင်းတွင်ကိုဒီနှစ်ကိုမကျော်ခဲ့ဘူး11နဲ့ပဲပွဲပြီးသွားတယ်ဗျာ ဒုတိယအိမ်ပွဲပွဲမှာပါမားနဲ့သူကသားတော့ဘော်ရီချေတေနှုတ်90နဲ့ကိုပေါင်းကြီးကနှစ်နှုတ်90သူကပေးတယ်ဒီပွဲမှာလည်းအဲ့ဒီနှစ်နှုတ်90ဆိုတော့ကိုပေါင်းကြီးမှာနှစ်သိန်းပေါင်းသိန်းကိုနှုတ်ဖို့မကြော်ခဲ့ဘူး2-0နဲ့ပဲပြီးတယ်တတိယမြောက်အိမ်ပွဲပွဲမှာတော့အင်တာမီလန်သင်းနဲ့သူကသားရတယ်အင်တာမီလန်သင်းကဘော်ရီချေတေနှုတ်20ပေးပြီးတော့ကိုပေါင်းကြီးကနှစ်နှုတ်100ပေးတယ်အဲ့ဒီနှစ်နှုတ်100ဆိုတော့ကိုပေါင်းကြီးမှာနှစ်သိန်းပေါင်းသိန်းကိုနှုတ်ဖို့မကြော်ဘဲနဲ့0-2နဲ့ပဲပြီးပြန်တယ် အင်ကွေးနောက်ဆုံးပွဲမှာဘိုလော့ညာနဲ့သူကစားရတယ်ဘိုလော့ညာတင်းကဘော်ရီဂျေးတကြီးအနှုတ်20ပေးတယ်ကိုပေါင်းဂျေးကနှင်းနှုတ်50ပေးတယ်အဲ့ဒီပွဲမှာကိုအောက်တယ်ဘော်ရီကတော့အပေါ်ဘက်ကိုရောက်သွားတယ်ဆိုတော့ဒါတွေကိုရှုံုံကြည့်လိုက်ရင်ကက်ကလီယာရီအသင်းရဲ့အင်ကွေးမှာကစားတဲ့ပွဲတွေဒီအောက်တစ်ကြောင်းအမြဲရတယ်တရားပြပြဝဝရတာမျိုးမဟုတ်ဘူးဆိုရင်တော့20 30ကစပြီးတော့50 60 80စသည်အားဖြင့်အောက်တစ်ကြောင်းတော့အမြဲရတယ်အခုကစားခဲ့ပြီးတဲ့၄ပွဲမှာ၄ပွဲစလုံးအောက်တစ်ကြောင်းအမြဲရတယ် ဒါကဒီနေ့ညမှာကျွန်တော်တို့သတိထားရမယ့်ချက်ပေါ့နောက်ထပ်တစ်ခုကဘုလို့ညာသိန်းဒီတရားဒီမှာခံစစ်ကိုအဓိကအပြုတ်ပြီးတော့ကစားလာတယ်သင်ကြီးတွေနဲ့တွေ့ရင်သူခံစစ်ကိုဖင်တိုင်းပြီးတော့ကိုကစားတယ်သူတင်ကိုတင်အသင်းတွေနဲ့တွေ့ရင်တော့တိုက်စစ်ဖွင့်ပြီးကစားတယ်ခံစစ်ကိုလည်းငြိမ်အောင်ကစားတယ် Fiorentina 11 Parma 20 Lecce 12 Udinese 11 Verona 22ဆိုတဲ့ရလက်တွေကတက်သေးပဲဗျဒီသင်းဒီဒုတိယပိုင်းကစားပုံပို့ပြီးတော့ကောင်းပါတယ် ဇဆူလိုကြတော့စုပေါင်း၈ပွဲမှာ၄ပွဲကြည့်အောင်လဲတသုံးပွဲကြည့်ကြပြီးတော့တပွဲကြည့်ပြောင်းခွာထားပါအင်ကွဲဝေးကွဲနဲ့ပြောရရင်အင်ကွဲမှာစစ်ပေါ်2ပွဲကြည့်အောင်လဲဝေးကွဲမှာ2ပွဲတူကြည့်အောင်ဝေးကွဲပွဲတက်မှာခရီမိုနစ်နဲ့သူကလာတော့ဆဆိုလိုကအပေါ်အသင်းနေနဲ့သူကလာခဲ့ရတာပဲအဲ့ဒီပွဲမှာသူကတင်နှုတ်20ပေးတယ်ဂိုးပေါင်းချေက1နှုတ်50ပေးတယ်အဲ့ဒီပွဲဂိုးပေါ်ပြီးတော့ဘော်ဒီကြည့်ကြ ဒုတိယပွဲမှာကျတော့အင်တာမီလန်အသင်းနဲ့သူကစားရတယ်။အောက်အသင်းအနေနဲ့သူကစားရတယ်။ဘော်ရီဂျေ2ပေါင်း90ပေးတယ်။5ပေါင်းဂျေက3အနှုတ်15ပေးတယ်။အဲ့ဒီပွဲမှာသူဘော်ရီဂျေအောင်ပြီးတော့5အောက်ဖြစ်တယ်။အဝေးဘက်မှာကစားတဲ့တတိယမြောက်ပွဲမှာဘီရိုနာနဲ့သူကစားတော့သူကအောက်အသင်းမြောက်အင်ချန်ကတင်းအနှုတ်30ပေးပြီးတော့5ပေါင်းဂျေက2အနှုတ်30ပေးတယ်။အဲ့ဒီပွဲမှာဘော်ရီလက်အောင်နဲ့ဂိုးလက်အောက်တယ်။ဆိုတော့ဒီဆက်စုအလုပ်ကစားထားတဲ့အဝေးဘက်ပွဲတွေဒီ ဈေးကွက်ဖော်ပြလာအတိုင်းကိုတော့ချောက်ဝင်အောင်ကစားနေတာကိုကျွန်တော်တွေ့ရတယ်။ဒါကဆက်စုပ်အလိုရဲ့ကြိမ်းမှတ်တမ်းပေါ့ဗျာ။လက်ရှိ current form မှာကြတော့နောက်ဆုံး၄ပွဲမှာ၃ပွဲပဲရှုံးထားသေးတယ်ဗျာ။အဝေးပွဲဆိုဒုတိယပိုင်းတော်တော်လေးကောင်းတယ်။ဒီဘက်ဆက်တဲ့ကြိမ်းမှာကက်ကလီယာတွေကနေဘော်ရီဂျေးတရင်နှုတ်80ပေးတယ်၊ကိုပေါင်းဂျေးက2အနှုတ်50ပေးတယ်။အခုမြန်မာစံတော်ချိန်နေ့လေ၂နှစ်ပြီမှာတော့ဘော်ရီဂျေးတီတရင်နှုတ်20လောက်ထိကျလာတယ်၊ကိုပေါင်းဂျေးက2အနှုတ်60ဖြစ်လာတယ်။ကျွန်တော်ဒီဘက်မှာအောက်ကိုဇုံလိုက်ကြိုက်ပါတယ် ဲ့တဲ့ဆဆူလိုအသင်းပေါ်တွေကြိုက်တဲ့ဂိုးပေါင်းမှာဂိုးအောက်ကိုကြိုက်ပါတယ်။နောက်ထပ်တစ်ပွဲကပီဆာနဲ့လာဒီယိုကစားကြမဲ့ပွဲမြန်မာစံတော်ချိန်အဲ2နာရီ15မှာဖြစ်ပါတယ်။ပီဆာကစုပေါင်းချက်ပွဲကစားပြီးချိန်မှာဘော်ရီချေး၄ပွဲအောင်ပြီးတော့၄ပွဲကြေကျလာတယ်။ဂိန်းနာအဖြစ်ပြောမယ်ဆိုရင်အပေါင်း350ဖြစ်ထားပါတယ်ဗျာ။အင်ကွဲအဝေးကွဲနဲ့ပြောရင်တော့အင်ကွဲမှာ2ပွဲပဲကြေအောင်ပြီးတော့အဝေးကွဲမှာ3ပွဲအထိကြေအောင်ထားပါတယ်။ဒီတဲ့မှာအသင်းကြီးတွေကိုပဲရွေးပြီးတော့ကြေအောင်နေတယ်ဗျာ။ AC ကိုပေါင်းတရာ Napoli ကိုပေါင်းတရာ Atlanta နဲ့ပွဲမှာပေါင်းတရာလေးပွဲမှာအပေါင်း350ဆိုပေမဲ့အဲ့ဒီအသင်းကြီးတွေ၃သင်းစီကပဲအပေါင်း300ရအောင်ယူထားတာအင်ကွင်းပွဲစဉ်တက်မှာ Roma တက်နဲ့သူကစားရတယ် Roma က0-1နဲ့နိုင်သွားပြီးတော့အဲ့ဒီပွဲမှာ Bori Jay 1ပေါင်း50ပေးတယ်5ပေါင်း Jay က2အနှုတ်50ပေးတယ်အဲ့ဒီ2အနှုတ်50 5ပေါင်း Jay မှာနှစ်သင်းပေါင်းအတွင်းကိုနှစ်ခုမကျော်ခဲ့ဘူးဒုတိယပွဲမှာ Udinese နဲ့သူကလာရတယ်။ Udinese ကသူ့ကိုတရင်နှုတ်20ပေးတယ်။ကိုပေါင်းချစ်က2နှုတ်20ပဲပေးတယ်။ အဲ့ဒီဘွဲမှာလဲဦးဒီနစ်က01နဲ့သူ့ကိုနိုင်သွားတော့သူဘော်ဒီကျတယ်ကိုအောက်ထပ်ဖြစ်တယ်တတိယမြောက်ဘွဲမှာဖီယိုရင်တီနာနဲ့သူကစားရတယ်ဖီယိုကတေနုတ်80ပေးပြီးတော့ကိုပေါင်းချစ်က2နုတ်80ထိပေးတယ်ဒီဘွဲမှာနှစ်ဖက်သွင်းကိုမရောက်ခဲ့ဘဲနဲ့အောက်ဆုံးဖြစ်ခဲ့တယ်သူရဲ့အင်ကွဲမှာကစားတဲ့နောက်ဆုံးဗီရိုနာနဲ့ဘွဲမှာတော့ဗီဇာကအပေါ်တဲ့နေနဲ့သူကစားရတယ်ဒီဘွဲလည်းဂုံးရှိတေကြပြီးတော့အောက်ဆုံးဖြစ်တယ်ဆိုတော့သူ့အင်ကွဲမှာကစားထားတဲ့အင်ကွဲဘွဲတင်1အင်ကွဲဘွဲတင်2 3 4အဲ့ဒီ၄ဘွဲလုံးမှာ အောက်တချောင်းဒီလေးဘွဲမှာလေးချောင်းအထိရောက်ခဲ့ပြီးတော့အပေါင်း400အထိပြပြဝဝဖြစ်ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့ဝင်ကစားထားတဲ့လေးဘွဲမှာပီဇာတွေဒီနေ့အချိန်ထိတကိုးမှရအောင်မသွင်းထားနိုင်သေးဘူး။ပေကိုကလည်းရိုမကိုတကိုးပေးတယ်၊ဦးဒီနစ်ကိုတကိုးပေးတယ်ဒါပဲ။ပီဇာရဲ့ကွဲမှာဘယ်အသင်းမှသူ့ကိုတကိုးထပ်ပို့ပြီးတော့သွင်းနိုင်တာအဲသွင်းထားနိုင်တာမရှိသေးဘူး။ဒါကပီဇာအသင်းရဲ့မှတ်တမ်းပေါ့ဗျာ။လာဒီယိုကြတော့စုစုပေါင်း၈ဘွဲကစားပြီးချိန်မှာလေးဘွဲကြီးကြပြီးတော့လေးဘွဲအောင် အောင်နာတဲ့လေးဘွဲကလည်းအပေါင်း400တင်းပြက်ပြက်ကိုဖြစ်တာဝေဘွဲနောက်ဆုံးနှစ်ပွဲဆက်သူကြည့်အောင်တာသူကြည့်ကြထားတဲ့ဝေဘွဲနှစ်ပွဲမှာတက်တက်အသင်းတင်းပါတယ်ဆက်ဆိုလိုအသင်းကိုတင်းနှုတ်တရားပေးပြီးတော့သူပေါ်ကြည့်ကြခဲ့တာကိုမူနဲ့ပွဲမှာလည်း2-0နဲ့ရှုံးပြီးတော့သူကြည့်ကြသွားတာဒီအသင်းရဲ့ဒီဝေဘွဲဖောင်ကိုကြည့်တော့ပွဲစဉ်1မှာကိုမူအသင်းကိုသူနှစ်ဂိုးပေးတယ်ပွဲစဉ်2မှာဝေဘွဲပွဲစဉ်2မှာဆက်ဆိုလိုအသင်းကိုသူတဂိုးပေးတယ် ပွဲစဉ်၃ပွဲစဉ်၄မှာသူလုံးဝပေးကိုမရှိတော့ဘူးကစားရတဲ့အသင်းတွေကဂျင်နိုအာတို့အက်လန်တာတို့ဖြစ်ခဲ့တာတော့ပေးကိုမရှိတော့ဘူးရခိုးကြတော့ပွဲစဉ်၁မှာလည်းမရဘူးပွဲစဉ်၂မှာလည်းမရဘူးပွဲစဉ်၃မှာသူ၃ကိုရပြီတော့ပွဲစဉ်၄အက်လန်တာနဲ့ပွဲမှာကိုမရဘူးဆိုတော့ဝင်းဝင်းစုပေါင်း၄ပွဲမှာ၂ပွဲရှုံးတယ်၁ပွဲနိုင်တယ်၁ပွဲသေရကြအဝေးဝင်းလေးဘွဲမှာနှစ်ဘွဲကလင်းချီကစားထားပြီးတော့သုံးဘွဲဂုံးမရထားဘူးဒါကလာစီရိုးရဲ့မှတ်တမ်းဒီဘက်ဆက်တဲ့ဂျင်းမှာ လာဒီယိုကဘော်ရီဂျေးတရင်နှုတ်90နဲ့ဂိုးပေါင်းဂျေးကနှစ်အနှုတ်80အခုမြန်မာစာတော်ချင်းနေ့လယ်နှစ်နာရီကျော်တဲ့အချိန်မှာတော့ဘော်ရီဂျေးကတော့ DJ ပဲတရနှုတ်60 90လောက်ပဲဂိုးပေါင်းဂျေးကတော့ကြလာတယ်နှစ်နှုတ်တရာဝင်ရိုးကနေနှစ်နှုတ်50အဲ့ဒီနှစ်နှုတ်50ရမှာအခုနှစ်နှုတ်30လောက်အထိကြလာဒီပေါ်ရဲ့ဘော်ရီဂျေးကိုအရင်ဆင်းရရင်ရိုမားနဲ့လာဒီယိုတီတရာတီမှာဂျေးဝင်ရိုးဒဲဂျီနဲ့ကစားထားတာဆိုတော့ဝေးဝေးမှာရိုမားက1.50ပေးခဲ့တဲ့ဂျေးကိုလာဒီယိုကလည်း အနိုင်ရဖို့တေချာရင်တော့1ပေါင်း90မဟုတ်ဘူးဆိုရင်တော့1ပေါင်း80 80စသည်အဖြစ်ပေးတဲ့နယ်လို့ထင်ပါတယ်။နောက်ခုကလာသယုတ်သင်းဒီဇာဇိုလိုနဲ့သူကသောက်ပြီးပြီးအဲတော့ကတေရနှုတ်100ပေးခဲ့တာ။ဆိုတော့ဒီဘွဲမှာလာသယုတ်သင်းရဲ့တေရနှုတ်80ဆိုတဲ့ကြေးခါပျော်သေးတယ်လို့ကျွန်တော်ယူဆတယ်။ဆိုတော့ပီဇာသင်းပေါ်လေးကြိုက်တယ်။ပြီးတော့ဂိုးပေါင်းကြီးလက်ရှိသူဂိုးပေါင်းကြီးတွေနှစ်သင်းလုံးလာသယုတ်ရဲ့အဝေးဘွဲမှာဂိုးများတဲ့အခြေအနေရဲ့ပီဇာသင်းရဲ့အိမ်ဘွဲမှာဂိုးများတဲ့အခြေအနေရဲ့ကိုတည်ပြီးတော့ဖွင့်ပေးထားတယ်လို့ကျွန်တော်ယူဆတယ်။ နသင်းလုံးရဲ့လက်ရှိ current form ကိုကြည့်ပြီးဖွင့်ပေးထားတဲ့ကြီးတွေကအဲ့ဒီတိုင်းပဲဖြစ်သွားလိမ့်ရှိအဲ့တော့ဒီပွဲလဲဂိုးအောင်ပဲကြိုက်တယ်ဗျာဒီညမှာကကစားဖို့နှစ်ပွဲပဲရှိတာဗျာကက်ကလီယာရီဆက်ဆူလိုနဲ့ပီဇာလာတယ်ဒီနှစ်ပွဲပဲရှိတာနှစ်ပွဲလုံးတော့ဂိုးအောင်မဖြစ်နိုင်ဘူးတပွဲဂိုးပုံမယ်လို့ထင်မြင်ယူဆတဲ့သူတွေတပွဲဂိုးပုံမယ်လို့ကြောင်းပြီးကစားကြတဲ့သူတွေကိုတော့ဒီဂိုးပုံမယ်ဆိုရင်ဗျာပီဇာနဲ့လာတယ်ပွဲဂိုးပုံသွားနိုင်တယ်လို့ကျွန်တော်ကြံပြုတယ်ဒါပေမဲ့ကျွန်တော်ကတော့ဂိုးအောင်ပဲ sorry လဲနားထောင်ပေးကြတဲ့တယောက်ရှင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ် မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ